ဟိုစဉ်ကြောင်းသားဘဝရင်ခုလှောက်ရှာခဲ့တာမတည်ငြိမ်နိုင်သေးပါအဲ့ဒါကြတော့အဲဒီသူ့ရဲ့အချိန်ကာလနဲ့ဆိုင်တယ်အချိန်ကာလရဲ့နောက်ဟိုမဆိုးဖြစ်တာလဲမဆိုးမဆိုးဖြစ်တာတကူတကအဲ့လိုမလုပ်ချင်ဘူးအဲမူခံစားမှုဝင်တဲ့အချိန်မှာအဲ့ဒီတခြင်းလေးတစ်ပုတ်ထွက်လာတယ်ဆိုတော့အဲ့ဒါကိုပဲလုပ်ချင်တာ ိုလိုမျိုးငါအဖေအတွက်အမေအတွက်ငါတကူးတကရေးပြီးတော့အဲ့လိုမလုပ်ချင်ဘူးအဲ့ဒါလည်းပါတာအဲ့ဒါအဓိကတော့အဲ့ဒါပါမှာပေါ့ဟိုပထမတော့မွေးနေ့မှာကိုကိုမွေးတဲ့အမေကိုဟာဂုံပြူးကျင်တာပေါ့နော်အဲ့အဲ့လိုတချင်းလေးနဲ့ဂီတနဲ့ဂုံပြူးကျင်တယ်ကတော့ကျင်တယ်ပေါ့အဲအခုကျတော့အဲဘယ်လိုပဲဖြစ်ဖြစ်အမေဖေဆိုတော့တော့အမြဲတမ်းကတော့နေရနေတိုင်းကတော့နေတဲ့ပုံစံတွေဆိုတော့အဲမအားတာလည်းပါတယ်ပြီးတော့ဂျားထဲမှာ အရန်ကတ်သွားတော့ဟိုလောလောလောမလုပ်ချင်တာလည်းပါတယ်မင်းသိချတိုင်းလည်းပြန်ချင်မဲ့မတင်နဲ့အာပထမတော့ဒီ၅လပိုင်း၁ရက်နေ့မေလ၉ရက်မွေးနေ့မှာအဲအမေတချင်းလေးတစ်ပုဒ်ထွက်ဖို့လှုပ်ထားတာရှိတယ်။ဒါပေမဲ့ရက်ကအရင်ကတ်သွားတာလေ။နောက်ခကြီးကပြန်ရောက်တာလေ။နည်းနည်းနောက်ကျတာရယ်ဆိုတော့အဲ 6လပိုင်း9လပိုင်းတွေမှာပဲလုတ်ဖြစ်သွားမယ်ထင်တယ်။အမေသချင်းလေးတပုတ်ထွက်ဖို့ရှိရယ်။အမေသချင်းလေးကအဲဒီသူများတွေကိုတော့အဖေနဲ့ပတ်သက်တာရောအမေနဲ့ပတ်သက်တာရောအကုန်လုံးကိုရေးပေးဘူးပဲ။ကိုကိုတိုင်းအမေသချင်းကိုအမေဂုံပြူတဲ့တေးကိုမဆိုးဘူးသေးဘူးဆိုတော့အဲဒီသချင်းလေးကိုရခိုင်ရခိုင်မှာတော့ဆိုးဘူးတဲ့ဒီမြန်မာချင်းကတော့မဆိုးဘူးသေးဘူးဆိုတော့အခုဒီမြန်မာချင်းလေးတပုတ်ထွက်ဖို့ရှိရယ်ပေါ့နော်။အမေနဲ့ပတ်သက်ပြီးတော့။အဲပေါ်တော့မပေါ်ပါဘူး။ဘာလို့လဲဆိုတော့ဟိုဟိုပထမတော့ မွေးနေ့မှာကိုကိုမွေးတဲ့အမေကိုဂုံပြူကျင်တာပေါ့နော်အဲအဲ့လိုတချင်းလေးနဲ့ဂီတနဲ့ဂုံပြူကျင်တယ်ကတော့ကျင်တယ်ပေါ့အဲအခုကျတော့အဲဘယ်လိုပဲဖြစ်ဖြစ်အမေဖေဆိုတော့ကတော့အများနဲ့ကတော့နေတာနေတိုင်းကတော့နေတဲ့လူပုံကူတွေဆိုတော့အဲမအားတာလည်းပါတယ်ပြီးတော့ဂျားထဲမှာအရန်ကတ်သွားတော့ဟိုလောလောလောမလုပ်ချင်တာလည်းပါတယ်ဆိုတော့အေးစေးစေးလုပ်မယ်နောက်ပြီးမှဒီ6လပိုင်း9လပိုင်းလောက်ကို အဲထွက်ဖြစ်မယ်ပေါ့အဲ့ဒါကြတော့အဲဒီသူ့ရဲ့အချိန်ကာလနဲ့ဆိုင်တယ်အချိန်ကာလရဲ့နောက်ဟိုမဆိုးဖြစ်တာလဲမဆိုးမဆိုးဖြစ်တာတကူတကအဲ့လိုမလုပ်ချင်ဘူးအဲမူခံစားမှုဝင်တဲ့အချိန်မှာအဲ့ဒီတချင်းလေးတပုတ်ထွက်လာတယ်ဆိုတော့အဲ့ဒါကိုပဲလုပ်ချင်တာဘလိုမျိုးငါအဖေအတွက်အမေအတွက်ငါတကူတကရေးပြီးတော့အဲ့လိုမလုပ်ချင်ဘူးအဲ့ဒါလည်းပါတယ်အဲ့ဒါဒီကတော့အဲ့ဒါပါမှာပေါ့ မဟုတ်ဘူးရခိုင်လိုဘာချင်းမဟုတ်ဘူးရခိုင်လိုတော့တခြားချင်းတွေအမေချင်းတွေဖေချင်းတွေဆိုဘူးတယ်ဒါမဲ့ဒီမြန်မာလိုကြတော့မဆိုဘူးသေးဘူးပေါ့အဲအဲ့ဒါအမေတချင်းပါပဲဟုတ်တယ်ပါဘာချင်းအဲ့လိုတပုတ်တဲကိုပြောင်းသွားတာမဟုတ်ဘူးအဲတခြားဟိုဒီအခုကအစ်စ်ပေါ့နော်မယူပေါ့ဟုတ်ဒီနေ့ကနှစ်တိုင်းပါပဲအဲအခုလဲဟိုမှာဟိုဖုံးချောင်းတွေကိုဟိုနေလေစွန်းတို့ဟာတို့လှုပ်ထားပြီးပြီအဲအဓိကတော့အလှူပဲလုပ်ဖြစ်မှာပေါ့ဒါနာပဲလုပ်ဖြစ်မှာပြီးရင်သီလဆောင်မယ်ပေါ့ ဒီလဆောက်တယ်ဒါပါပဲဟုတ်အမေနဲ့ဖေကတော့အကိုကဟိုလာတိုင်းကတော့နေတာဆိုတော့ဒါပုံမှန်ကိုကကုသိုလ်ပုံမှန်ဂျူးနေတာပေါ့နော်အဲကျေးဇူးကျေးဇူးဘယ်လိုပြောရမလဲကျေးဇူးဆက်တယ်လို့ပဲအပေါ်ရင်ပြောရမှာပေါ့အဲကျေးဇူးတော့ဆက်ခွင့်အများနဲ့ကြုံနေသေးတယ်ရနေသေးတယ်ဒါပေမဲ့အဖေနဲ့မေကလည်းအသက်ရှိသေးတာပေါ့အဲတော့ကျေးဇူးဆက်ခြင်းပဲမဲ့လည်းအသက်မရှိတော့ရင်အဲလုံးလို့မရတော့ဘူးအသက်ရှိနေတော့လည်းကျေးဇူးဆက်ခွင့်ကိုမှငွေကြေးအဆင်မပြေပြန်တော့လည်းမဆက်နိုင်ဘူးဆိုတော့ အဲကိုကတော့အဲ့ဒီထဲမှာလည်းမပါဘူးနည်းနည်းပါပါတော့ဟိုသူများတွေလို့အများကြီးမလှူနိုင်မပေးနိုင်တော့မှအဲအမေတို့အမေတို့အဲစာဖို့တောက်ဖို့နေဖို့ထိုင်ဖို့လောက်တော့ကိုကအဲတန်ဖိုးပေးနိုင်တယ်ပေါ့ခြေစူးဆက်နိုင်တယ်ပေါ့အဲ့ဒါနဲ့ကျင်းတတ်ပါဟိုညီမခိုင်ပုံစံကတော့ခွဲထွက်သွားတော့မရှိပါဘူးအဲဟိုတချင်းလေးတပုတ်အစ်တစ်ထွက်လာမယ်အဲအเจ้าရံလေးတပုတ်အစ်တစ်ထွက်လာမယ်အဲ စကလုံးလေးတွေနည်းနည်းကွဲထွက်လာမယ်ဒီလောက်ပဲရှိမယ်ဟိုလိုမျိုးတော့ဟိုအရန်ကြီး music style ပြောင်းသွားတာတော့ပြောင်းလဲသွားတာတော့မရှိပါဘူး음တချို့ဆိုရင်ရှိတယ်လေအဲကုသိုလ်တွေဘလောက်လုံးလုံးတည်သွားတယ်ပေါ့အဲဘယ်ဖျားကိုအားကိုးရမလဲပေါ့အဲအဲ့လိုမမြင်ပါနဲ့လို့ဘာဖြစ်လဲဆိုတော့လောကမှာကိုမမြင်နိုင်နဲ့ကိုမသိနိုင်နဲ့အဲကိုကဗုဒ္ဓဘာသာတရားဆိုရင်တော့ကံကံရဲ့အကျိုးကိုယုံကြည်ပေးပါပြီးရင် ကိုမသိနိုင်တဲ့မမြင်နိုင်တဲ့ဘဝဟောင်းတွေကကိုယ့်ရဲ့အကုသိုလ်ကုသိုလ်ကံတွေအကြောင်းအဲဒီဘဝမှာကြုံရဆုံးရတာတွေကိုအဲတတိရှိရှိပေးဆက်ပြီးတော့တတိရှိရှိဒီကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့အဲကုသိုလ်များများလုပ်ကြပါလို့အဲပြီးရင်ဆုံးချုံသွားတဲ့အဲကျွန်တော်တို့ရဲ့ဒီပြည်သူပြည်သားတွေကောင်းအောင်ဘဝကိုရောက်ပါစေလို့ပဲကျွန်တော်အဲဆုမွန်တော်တောင်းပါတယ်မေတ္တာပို့တာပါ thank you